ြင်မှာပဲထွက်ပြီးတော့ကျွန်တော်လှုပ်လှုပ်မယ်ဆိုပြီးတော့ဒီရကန်းမြန်လေးပေါ့နော်သူကလည်းတက်ပြီးသားစမိမဖြစ်သူကတက်ပြီးသားဆိုတော့အဲ့ဒါလည်းထွက်ပြီးလှုပ်ဖြစ်တာပေါ့နော်သူအဆက်သွယ်လေးနေနဲ့အဆက်စားအောင်ဆိုဆက်ရတော့တော့ကျွန်တော်ကဒါဒီဒီပလာတွေစခတ်တာပေါ့နော်အထည်ပလာတွေပေါ့အပြောင်တွေပေါ့အဲ့ပြောင်တွေခတ်တယ်အပြောင်တွေကကျွမ်းကျင်သွားပြီဆိုတော့ဒီအဲ့မှာမိမဖြစ်သူနဲ့တိုက်သွားတဲ့အချိန်မှာတော့ဒီပြစ်လုံးပေါ့ပြစ်တယ်ပေါ့အဲ့ပြစ်လုံးလေးတွေပေါ့အဲ့ဒါလေးတွေခတ်တယ် ခုအဲ့ဒါလေးတွေကလည်းကျွမ်းကျင်သွားပြီဆိုတော့ဒီလက်ကောက်လေးတွေလာတယ်เนาะဒီရိုးရတဲ့လက်ကောက်လေးတွေပေါ့ဟုတ်ပဲဒီမီဇိုရန်အိုင်ဇုံးမှာပဲနေပြတာပေါ့ဟုတ်ကဲ့အိုင်ဇုံးမှာနေပြမီဇိုရမအိုက်ဆုံးပါပေါ့နော်အိမ်အောင်ကြာနေတယ်လို့လည်းကြားတယ်ပေါ့နော်ဒီအိမ်အောင်ဘလို့လုတ်ပြီးတော့ဒီမီဇိုရမအိမ်အောင်ကြာသွားတယ်အဲ့ဒါကြီးလည်းပြောပြပါဦးဟုတ်ကဲ့ကျွန်တော်အဲ့ဒီဟိုရဲတပ်ဖွဲ့မှာပဲကျွန်တော်ရုံးမှာပဲနေနေနေပြီးတော့ဒီမီဇိုတန်အားနေပြီးတော့ ဒီမြန်မာမိကလေးပါပဲမြန်မာပဲဒီမှာနေတာတော့သူကကြာပြီဆိုတော့လေဒီကစကားလေးလည်းပါလေရပြီဆိုတော့သူကအဲမြန်မာမိကလေးပဲသူနဲ့ချစ်ကြပြီးတော့ကျွန်တော်သူနဲ့အမှတခါတဲ့ယူပြစ်တာပါနော်တခါတဲ့ခိုးပြစ်တာမိဘတွေသဘောမတူတော့ကျွန်တော်ခိုးပြစ်တယ်ခိုးပြစ်တော့လည်းကျွန်တော်အဲရုံးပဲကိုရုံးပါကျွန်တော်ခိုးပြစ်ပြစ်တယ်ခိုးပြစ်ပြီးတော့အဲ့ဒါနေပြီးတော့ဒီမိမလည်းအိမ်အောင်လည်းကြာပြီဆိုတော့ပေါ့နော်ဒီရဲတပ်ဖွဲ့မှလည်းအလောက်ကလည်းမရှိဘူးဆိုတော့မိမလည်းကြာပြီဆိုတော့ဒီဒုက္ခပေးရလည်းကြာမှာပေါ့နော် ကိုတို့နဲ့လည်းကွာအဝင်တော့ဝင်ဖို့ဖြစ်မှာစပန်နဲ့ဒီဒီမှာပဲထွက်ပြီးတော့ကျွန်တော်လှုပ်လှုပ်မယ်ဆိုပြီးတော့ဒီရကန်းမြန်လေးပေါ့နော်သူကလည်းတက်ပြီးသားစမင်းမဖြစ်သူကတက်ပြီးသားဆိုတော့အဲ့ဒါလည်းထွက်ပြီးလှုပ်ဖြစ်တာပေါ့နော်သူအဆက်တူဒီလိုမျိုးဟာဟောအတူရင်ကူလင်မြန်းနဲ့ဆုံးရကန်းရနေတာပေါ့ဟုတ်ကဲ့လင်မြန်းနဲ့ရကန်းရဟောအဲ့တော့ရကန်းကိုကြတော့ဒီရောက်တော့ဘလို့ဘလို့ရက်ဖြစ်တယ်ရက်ဖြစ်တဲ့ဟာမျိုးလေးပေါ့နော်ဒီမှာအန်ဒီများတော့အဖြစ်ပေါ့နော်ဒီမြန်မာနိုင်ငံကလာတဲ့လူတွေဆိုရင်ဒါ ဒီမှာနေရကန်းရက်တဲ့အလုပ်ပေါ့နော်ဒီရကန်းလိုက်တဲ့အလုပ်ကအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးမှာရက်ဖြစ်တဲ့ပုံစံလေးတွေပြောပြပါဦးဟုတ်ကဲ့ကျွန်တော်ကတော့စစအုံဆုံးစရက်တော့တော့ကျွန်တော်ကအဲဒီဒီပလာတွေစခတ်တယ်ပေါ့နော်အဲဒီပလာတွေပေါ့ပြောင်နေပေါ့အဲပြောင်နေခတ်တယ်အဲပြောင်နေကကျွမ်းကျင်သွားပြီဆိုတော့ဒီအဲမှာမိမဖြစ်သူနဲ့လိုက်သွားတဲ့အချိန်မှာတော့ဒီပြလွန်ပေါ့ဖြစ်တယ်ပေါ့အဲပြလွန်လေးတွေပေါ့အဲ့ဒါလေးတွေခတ်တယ် ခုအဲ့ဒါလေးတွေကလည်းကျွမ်းကျင်သွားပြီဆိုအခုဒီလက်ကောက်လေးတွေလာတယ်ပေါ့နော်ဒီရိုးရတဲ့လက်ကောက်လေးတွေပေါ့အဲဒီဟိုလိုရှူကောက်လေးတွေပေါ့ဒီအခက်ခဲဟိုစီနီယာအကောင်ကြီးတွေတော့မတက်သေးဘူးနော်ရှူကောက်လွယ်တဲ့ဒီဇိုင်းလေးတွေမျိုးပေါ့အဲ့ဒါမျိုးတွေတော့ဟုတ်တယ်ပြီရခုအဲ့ဒါဟွန်းအဲ့တော့ပေါ့နော်ဒီအရင်တော့တက်ထဲမှာနေတဲ့အခြေအနေနဲ့ပေါ့နော်အခုဒီဘက်မှာနေရတဲ့အခြေအနေနဲ့ပေါ့နော်ဘယ်လိုကာချမှုတွေရှိလဲဒီကိုအတွက်ပေါ့နော်ဟိုတိုးတက်မှုတွေရှိတယ်လို့ခံစားရလားဘယ်လိုမျိုးဖြစ်တယ်လို့အေးအေးကျန်ကျန်နေရလားပေါ့နော်အဲဒီလိုမျိုးဟာဘယ်လိုတွေကြုံခဲ့ကြုံနေလို့ခံစားရလဲ လေးနေနဲ့ဟောဒီမှာကျတော့ဘယ်လိုဖြစ်လဲဆိုဒီကဒီမှာကဟိုအထောက်ထားမရှိဘူးဆိုတော့ဗောနော်နည်းနည်းတိုးတက်မှုကလည်းမရှိသလိုမျိုးဘယ်လိုပြောလဲစိတ်နဲ့ကျင်းကြတော့တထဲရောက်သလိုမျိုးပဲအဲ့လိုမျိုးပဲခံစားရတာဗောနော်တထဲမှာကျတော့လည်းသူကတိုးတက်မှုကမရှိဘူးလေနော်အမိတ်အာနာကောက်ဒီပုံစံကွက်ထဲမှာပဲနေရတယ်ဆိုတော့လေနော်ဟာတိုးတက်မှုကတော့မရှိဘူးလှုပ်ချင်နိုင်လည်းလှုပ်လို့မရဘူးလစ်သွမ်းချင်နိုင်လည်းသွားလို့မရဘူးစီကန်းနေအမိတ်အာနာတွေအောက်မှာနေရတယ်ဆိုတော့ ဒီမှာကျတော့အဲ့လိုမျိုးတစ်ချက်လေးပဲဒီအထောက်သားမရှိတာလေးတစ်ခုပဲအဲ့ဒါလေးတစ်ခုပဲဒါပေမဲ့ဟိုအထောက်သားတွေကတဖြည်းဖြည်းနဲ့တော့သူအဆက်သွယ်နေသူကတော့အဆင်ပြေလာမှာပါဒါလေးကတော့ရှိပါတယ်အဲ့ဒီတော့ကတော့တထဲမှာလည်းစာရင်တော့ဒီမှာနေရတာပူပြီးအဆင်ပြေတာပေါ့နော်တထဲမှာဆိုလုံးဝတူတက်မှုမရှိဘူးဘာဆက်စားအရာပေါ့ဘာမှတူတက်မှုမရှိဘူးဒီဝင်တဲ့ဘွားဒါလေးပြေးနေပြေးတာနဲ့စာကျွေးတာယူပေါ့နော်ခိုင်းတာလို့ဒါမျိုးနဲ့ပဲတင်းတင်းပြီးတော့ဂျင်းနဲ့နေရတာဆိုတော့ဒီလိုပြည်သူလူထုလိုဒီလို အရသာဖြစ်သွားတာကောင်းတာပေါ့နော်ဒီမှာတော့သူများနိုင်ငံဖြစ်ပြီမဲ့ထောက်ထားမရှိတာလေးတခုပါပဲอืมဘောနော်ဒါထောက်ထားတော့ဒီအင်္ဂလိပ်ဘာပဲနေနေထိုင်းဘာပဲနေနေပေါ့နော်ဒါခြားဘာပဲပဲဖြစ်ဖြစ်အဲဒီလိုမျိုးထောက်ထားမရှိတာတော့ဒါတော့နေထိုင်ရတော့အကုန်လုံးပေါ့နော်ဒါကတော့ဒီစပေးရှောင်းနေနေမှာတော့ရှိနေတဲ့ဖြစ်နေတဲ့ပြဿနာတစ်ခုပေါ့နော်ဟုတ်ကဲ့အဲ့တော့အခုနောက်ဒီစစ်တပ်ထဲမှာပေါ့နော်အခုစစ်တပ်ထဲမှာဒီတငယ်ချင်းတွေပေါ့နော်မိတ်ဆွေတွေဆရာသမားတွေလည်းဖြစ်ဖြစ်မှာပေါ့တပည့်တွေလည်းဖြစ် ဲ့လိုမျိုးလူတွေနဲ့ဟိုဒါအဆက်အသွယ်ရတာတွေရှိသေးလားအတိမိတ်ဆွေတွေနဲ့ပေါ့နော်စကားပြောပြတာတို့အိုင်လွန်ခဲ့တဲ့အဲ့ဒီ2023အဲ့ဒီအိုင်ဇွန်ရတက်ဖွဲ့မှနေတော့ဆိုင်တော့တထက်အဖွဲ့တွေနဲ့စကားပြောပြသေးတယ်တကယ်ချင်းနဲ့တပတ်စင်နဲ့တကယ်ချင်းနဲ့စကားပြောပြသူတို့ထွက်ပြေးလာခဲ့ပါဆိုပြောတော့တယောက်ထွက်ပြေးတယ်အဲ့ဒီဟိုဒါဘက်မှာဒီ last show ဘက်မှာတယောက်တယောက်ကတော့ထွက်ပြေးတယ်သူလည်းလက်နက်ပါပြီးတော့သူစီဒီယံဝင်သွားတယ်တယောက် သူတော့အပိတာပါနော်ထွက်ခဲ့ပါရတယ်ဘာမှမဖြစ်ဘူးငါတို့ကဒီလိုထွက်ပြီးအိန္ဒိယကတည်းကတော့လွတ်လွတ်လပ်လပ်နေရပြီသူပြောပြတာထွက်ပြေးတယ်တယောက်အဲ့ဒီကြံတဲ့လူတွေကတော့ဆက်တယ်မရတော့လုံးဝခုချိန်ကြီးပျောက်သွားပြီအဲ့ဒီတယောက်လည်းစီရီယံဝင်ပြီးတဲ့တယောက်လည်းအဲ့ဒီမှာစီရီယံဝင်ပြီးတော့လည်းသူနဲ့လည်းဆက်သွယ်ရတယ်ခုချိန်ကြီးတော့မရတော့ဘူးဒီထိုင်းရတယောက်ကတော့ဆက်သွယ်ရတယ်တကယ်ချင်းတယောက်ကတော့တစ်ပတ်စင်းနဲ့တကယ်ချင်းတယောက်ကတော့သူကတော့သူကစီရီယံဝင်တာတော့မဟုတ်သူကဘယ်လိုလဲဆိုသူကနောက်တန်းကိုပြန်ဝင်တဲ့အချိန်မှာ ကျွန်တော်ပြင်းပြီးမှလည်းသူကနောက်တန်းပြန်ပြန်ရောက်သေးတယ်နောက်တန်းပြန်ဝင်တဲ့အချိန်ကျတော့သူကတခါတည်းချိတ်ဆက်ပြီးတော့ဟိုကနေပြီးမှသူကားအလုံးပြန်ငါးပြီးတခါတည်းတကြိုးတည်းပြေးသွားတာဟုတ်ပါတော့အနောက်တန်းကနေပြေးသွားတယ်အဲနောက်တန်းအချမ်းပြရနေတော့ဟုတ်တယ်အဲချိန်မှာကိုပြေးတာဟုတ်သူ့အိမ်ကိုပြေးတာသူ့အိမ်ကိုပြေးတာပြင်းပြင်းနေပဲမှသူအဲအဲဟိုတခါတည်းတန်းပြေးတာတန်းပြေးပြီးတော့အိမ်မှာဘယ်လောက်မှမကြောက်တည်းနေ့ရက်ပဲနေပြီးထိုင်ဟိုတခါတည်းတန်းတက်တယ်ဟုတ် အဲ့ကျွန်တော်တက်ထဲကတငယ်ချင်းတွေနေပေါ့နော်ဒီအဆက်တွေရတဲ့အချိန်မှာတို့ရဲ့ပြောစကားတွေပေါ့နော်အမတက်ထဲမှာလက်ရှိအချိန်တွေဖြစ်ပြနေတဲ့အချိန်တွေဘယ်လိုရှိတယ်ဆိုတဲ့ဟာမျိုးလေးတွေရောတို့ပြောပြန်ပြောတာလေးကြားခဲ့ဘူးဟုတ်ကြားခဲ့ဘူးလေဟောင်းကြီးတဲ့တအားနဲ့စီကံကြက်တယ်တဲ့မင်းထွက်ပြေးသွားပြီးတဲ့နောက်ပိုင်းမှာငါတို့ဖုန်းတွေအကုန်လုံးအသိမ်းခံရတယ်တဲ့အဲပြီးတော့လည်းပြန်လာပြီးတယ်လေပြီးတော့လည်းပြောင်းနေတော့မယုံသင်္ကာနေနဲ့စောင်းကြည့်ပြီးကြီးကြက်နေတာပေါ့နော်အဲ့လိုမျိုးတွေတော့ခေတ်ကြီးဂျုံရတယ် ဖုန်းနဲ့တုံးတဲ့အစားကြည့်ကြက်တယ်အန်နောက်ပြီးတော့အချင်းချင်းတယောက်နဲ့တယောက်တက်ကလည်းအကူဆောင်ကြည့်အောက်ကလည်းတက်ကူဆောင်ကြည့်တယောက်နဲ့တယောက်နဲ့ဟိုမယုံစင်ကလည်းမျိုးပြင်းနေဗောနော်အေးဗောနော်ဒါသူတို့သူတို့အနေနဲ့လည်းအရန်ဟိုဗောနော်ဟိုတယောက်ယောက်ထပ်သွားပြီဆိုရင်ပြဿနာတွေဟိုဖြစ်တဲ့အတွက်အန်သူတို့သူတို့ဘက်ကထပ်မပြေးနိုင်အောင်တယောက်နဲ့တယောက်ဗောနော်ဟို ကြက်မှတ်တာပေါ့နော်ကြက်မှတ်တာတော့ဟိုတယောက်နဲ့တယောက်မယုံမယုံကြည်ဘူးပေါ့နော်မယုံကြည်ဘူးမယုံတင်ကဟိုထက်ကလူကြီးကလည်းအောက်ကလူကိုမယုံအောက်ကလူကလည်းထက်ကမယုံမင်းပဲပြေးမလားငါပဲပြေးမလားထက်ကပဲပြေးမလားသူကပဲပြေးမလားဆိုတဲ့အနေအထားမျိုးတွေဖြစ်နေပါပေါ့နော်ဟုတ်ကဲ့အတက်ကောအခုဒီလက်ရှိတက်ကောအခုဘယ်မှာငင်းနေခဲ့တက်ပေါ့နော်အတက်ကောဘယ်မှာစစ်စင်တွေဝင်နေလဲဘယ်လိုမျိုးတွေရောညီလေးတည်သေးလားလက်ရှိနေတာအခုကလက်ရှိနေထားမှာတော့ကျွန်တော်ဆက်သွယ်လုံးဝမရတော့ဘူး ဟို line မှာကျွန်တော် online ကြည့်တော့တစ်ခါမှတွေ့တယ်ကရင်ဘက်မှာဟိုကျွန်တော်တရင်ကတယောက်နဲ့အဖိုးကြီးတယောက်နဲ့တော်တော်တူတယ်ဗျသူတို့อืมကျွန်တော်မတ်မိတလို့ပြောတာပါဗျာကျွန်တော်နောက်ကဟိုနောက်ကျွန်တော်နောက်မှာအပတ်စင်ရလူပေါ့နော်လူတယောက်နဲ့တော်တော်လေးတူတယ်ကျွန်တော်အဲ့မှာ comment ပါတော့ရေးထားတယ်ဟာအဖိုးကြီးလာတယ်ဒီဖိုးကြီးကျွန်တော်မတ်မိတလို့ပဲလို့ငါးတင်းနှစ်ကလာလို့ကျွန်တော်တော့ comment မှာမမ်းပေးထားသေးတယ်သူရေးပေးထားသေးတယ်ပေါ့နော်တော်တော်လေးတူတယ်အဲ့ကရင်ပြည်နယ်ဘက်မှာကြာနေတာဖြစ်မယ် ကျွန်တော်ဒါ line မော်တွေ့တာတော့ပါအဆက်သက်မှာတော့မရတော့ဘူးပေါ့ဟုတ်အဲ့တော့အခုလက်ရှိအနေထားမှာပေါ့နော်ဒီတက်သေးကိုဒါပုံမှန်ပေါ့နော်ဒီတတတိစုဆောင်းတာနဲ့အပြင်ပေါ့နော်ဒီပြည်သူစစ်မှုတန်းဥပဒေရပေါ့ပေါ့နော်ဒီဒီပေါ်တာဆွဲပြီးတော့ရောက်လာတဲ့လူတွေမဲပေါက်ပြီးလျောက်လာတဲ့လူတွေပေါ့နော်အဲဒီလိုလူတွေအများကြီးရှိလာရဲပေါ့နော်အဲဒီလိုမျိုးလူတွေအများကြီးဤဤအနေနဲ့ကိုအဲ့ဒီလိုမျိုးလူတွေအများကြီးကိုပေါ့ညီလေးအနေနဲ့ဗာပြောချင်တာရှိတယ်ပေါ့နော်ဒီတက်တက်ထက်ရောက်လာတဲ့လူတွေ ဲ့လိုအခြေအနေနဲ့ဘောနော်ပေါ်တာအစွဲခံပြီးရောက်လာတဲ့လူတွေကတော့တချို့ကတော့လေတကယ်စိတ်ပါလို့ဝင်ကျင်လို့ဘောနော်ရောက်တဲ့လူတွေရှိမယ်တချို့ကတော့တကယ်အမှန်ကန်ဘောနော်လုံးဝလည်းစစ်တပ်ကိုလည်းအာမပေးခြင်းဘူးဟိုဒီဘက်လူငယ်ဖွဲ့ကိုလည်းအာမပေးခြင်းဘူးဘောနော်သူသူကလည်းသူကိုအသီးသန့်နေမှာဘောစိတ်ရှုပ်တယ်ဘောနော်အဲ့လိုလူတွေလည်းရှိမယ်ဒီဘက်လူငယ်ဖွဲ့တွေကိုလည်းအာပေးမဲ့လူတွေလည်းရှိတယ်ဘောနော်အဲ့လိုလူမျိုးတွေလည်းပါမှာဘောအမျိုးမျိုးပါမှာဘောနော်မတထောင်သားသမီးတွေဆိုတော့ဘောနော်စိတ်တက်အမျိုးမျိုးတွေနဲ့ပါလာကြမှာအဲ့လိုလူတွေကြတော့ဟို ပြောရတာတော့ဘယ်ပြောမလဲဆိုတော့နည်းနည်းခက်တယ်ဗျသူတို့စိတ်ကိုယ်တိုင်အဝယ်ပြင်မှပဲရမှာသူတို့ဒီလိုအမြင်လေးတွေနည်းနည်းပေါ့နော်ကြော်လော်ပြီးတော့တွေးပေါ်ဗျာငါတို့ဒီလိုသွားရင်တော့လည်းမကောင်းဘူးပေါ့နော်အဲ့လိုမျိုးလေးတွေးပေါ့တွေးပြီးတော့တကယ်မနေသင့်ဘူးပေါ့ဗျာအဲ့လိုနေရာမျိုးကတော့တကယ်စစ်သူဝင်တော့ရေတောင်စစ်မတော့တာအကောင်းဆုံးပေါ့နော်စစ်သူဝင်တော့အဲ့လိုမျိုးတွေကမနေသင့်ပါဘူးပေါ့ဟာအဲပေါ့နော်ဒီစစ်တပ်ထဲမှာရောအရင် အရင်နှောင်းမှာရှိပြီးသားပေါ့နော်တကယ်ချင်းနေပေါ့နော်ဒီပါရှိဝီချိန်ကြီးတစ်ထက်မှာရှိနေရှိနိုင်အောင်ပေါ့နော်အဲဒီလိုလူတွေဟောညီလေးနေနဲ့ပါပြောချင်တာရှိအောင်မလဲအဲ့လိုတကယ်ချင်းနေရှိခဲ့ရင်တော့အဲတကယ်ချင်းနေကိုတော့ပြောချင်တာကတော့ဟိုကျွန်တော်တို့ကျွန်တော်သွားတဲ့လမ်းစဉ်ကိုပဲကြည့်ပေါ့နော်ကျွန်တော်လည်းကောင်းတာလားဆိုးတာလားကျွန်တော်သွားနေလမ်းစဉ်ပေါ့နော်အဲအဲ့ဘိုလ်ပဲကြည့်ပါကြည့်ပြီးတော့သူတို့လည်းဒီလိုမျိုးပဲနေပါထိုင်ပါလို့ပဲပြောချင်တာပေါ့နော်အဲ့လိုဒီစစ်တပ်ကပေါ့နော်နေလက်ရှိအနေထားမှာပေါ့နော်ဒါ အကြက်ဖတ်လို့ရမှုတွေပေါ့နော်ညီလေးကခုနကပြောတဲ့အထက်မှာလည်းပါတယ်ပေါ့နော်ညီလေးစစ်စင်ညီတို့ဝင်တဲ့ချိန်တော့ဒါဝတ်မတူးစေးုံမှာဖြစ်ခဲ့တဲ့ဟာမျိုးအနေထားမျိုးတွေပေါ့နော်အဲဒီလူမျိုးဟာတွေရောညီလေးအခြားနေရာမှာကြုံခဲ့မှုတာတွေရောရှိလားဒီတခိုင်ပြည်တပဲဖြစ်ဖြစ်အဲဒါမှမဟုတ်ညီလေးကိုယ်တိုင်ပါတာဒါမှမဟုတ်ညီလေးတို့တက်ကတရရောက်ပေါ့နော်ဟိုတက်ကလူကတရရောက်ကပြန်ပြောတယ်ပေါ့နော်သူတို့တို့ကဘယ်နှမှာလောက်ခဲ့တယ်ဘယ်တော့ကဟိုဘယ်နှမှာပေါ့နော်ဟိုကလူတက်တာလည်းဖြစ်ရင်ဖြစ်မယ်မိရှုတာလည်းအိမ်နေမိရှုတာလည်းဖြစ်ရင်ဖြစ်မယ်အဲဒီလူမျိုးဟာရောညီလေးအနေနဲ့အတွေ့အကြုံလေးထက်ရှိပြောပြပေးပါဦး ဟုတ်ကဲ့အဲ့ဒါမျိုးတွေကတော့ကျွန်တော်တို့နောက်ထပ်အဲ့ဒီချင်းမိနယ်ဘက်မှာပဲတိုက်ပွဲတစ်ခုရှိရတာအဲထိတွေ့မှုဖြစ်တဲ့အချိန်မှာလည်းအမှလည်းမိရှို့တာတော့မဟုတ်ဘူးလက်နက်ကြီးကြတာနဲ့သူကမိလောင်တယ်ဗျအဲအတော်တွေလည်းလောင်တယ်အိမ်လည်းလောင်တယ်အဲရွာထဲမှာဖြစ်တာဆိုတော့ဘောနော်ရွာထိပ်မှာဖြစ်တာဆိုတော့အဲ့ဒီရွာထိပ်ကအိမ်ကြီးကတော့လက်နက်ကြီးကြလို့မိလောင်ခဲ့တယ်သုံးလေးလောင်တယ်အနားမှာမိလောင်တယ်အဲ့ဒီတောဘက်မှာဖြစ်တော့လေတောဘက်မှာလည်းမိလောင်တယ်လက်နက်ကြီးကြတော့ ဘယ်လိုဘယ်လိုလောင်လဲတော့ကျွန်တော်လည်းအဲ့ဒါရင်မပြောတတ်ဘူးဟွန်းအဲ့လိုမျိုးတွေတော့ဖြစ်တယ်ဗျအဲ့တော့ညို့တခုထပ်မေးကြင်တာဗောနော်ဒီဒီစွတ်တထဲမှာနေတဲ့အချိန်မှာဗောနော်ဒီဒီဘက်မှာဗောနော်ဒါ PP ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေဗောနော်ဒီ IH ဗောနော် International Humanitarian Law ဗောနော်ဒီလိုမျိုးဟာနေဗောနော်ဥပမာစစ်တိုက်တဲ့အချိန်မှာဆိုရင်စစ်တိုက်ရမယ်ကျင့်ဝင်အော်ကျင့်ဝတ်တွေရှိတယ်ဗောနော်ဟိုစစ်ပွဲဥပဒေတွေဗောနော်ဘာကိုပြည့်ရမယ်ဘာကိုမပြည့်ရဘူး အဲဘာလို့လောက်ရမလဲဘာလို့မလောက်ရဘူးပေါ့နော်အဲဘယ်လိုချိုးသားချမလဲပေါ့နော်ဘယ်လိုခွဲချမလဲဒီလိုမျိုးဟာတွေရောညီတို့တက်တက်ညီတို့ရှိရတက်တွေမှာအဲ့လိုမျိုးပြန်ပြီးတော့ပေါ့နော်အထက်ရရှိရပဲဖြစ်ဖြစ်ဆရာကြီးရရပဲဖြစ်ဖြစ်ပေါ့နော်အဲညီတို့အောက်ကရဲဘော်တွေအတက်ရောက်လာတဲ့ရဲဘော်တွေဖြစ်ရင်လည်းဖြစ်မယ်အဒီရှိပြီးသားရဲဘော်တွေလည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော်အချိန်ရရင်ရတယ်လိုမျိုးပေါ့နော်အဲ့လိုမျိုးကြောကြားပေးတာတွေတင်ကြားပေးတာတွေရှိလားအဲ့ဒါတွေကဒီစစ်အခြေခံတင်နှဆက်တက်ပြီးဆိုကြတဲ့ဒါမျိုးတွေတင်ကြားပေးတာတွေတခုမှမရှိဘူးဗျာ အဲအဲ့ဒါကြောင့်မို့သူတို့တွေကအကုန်လုံးကစိတ်အိုင်းတွေဝင်နေကြတာဗျဒီဟိုဒီနည်းနည်းကကိုရီးယားနေပြီးတော့နော်စိတ်ကနေနည်းနည်းကြူပြီးတော့ဟိုမြင်နိုင်တာဗောနော်စာနာတဲ့စိတ်ထားတွေမြင်နိုင်မယ်ဒီလို line တွေပေါ့တုံးမယ်ဘူဒ္ဓရတွေကိုကြည့်မယ်စာတွေများများဖတ်မယ်ဗောနော်ဒီလိုမျိုးတွေလူတွေတော့တဲ့ပဲသူတို့တွေကအသိဉာဏ်ရှိတယ်ဗျအဲတော်တော်များများတော့မထောင်သားသိင်းပြဲမှာတော့အဲ့လိုမျိုးကတွေကမရှိဘူးအဲ့လိုမျိုးလူသားချင်းစာနာထောက်ထားမဲ့ရတယ်အဲ့လိုမျိုးမရှိဘူးတင်းထဲမှာလည်းတင်မပေးခဲ့ဘူး နှင်းပါနော်ဒါဒါစစ်တပ်ထဲမှာဒီအထက်ကမိတ်ခိုင်းလို့ရအောင်ပေါ့နော်။ဒီမှာစစ်ကိုနိုင်နိုင်အောင်တိုက်ဖို့ပေါ့နော်။စစ်နိုင်ဖို့ပဲအရေးကြီးတယ်။ကျန်တဲ့ဟာကအရေးမကြီးဘူးပေါ့နော်။အရေးမကြီးတဲ့အတွက်အဲစစ်ဒီပေါ့နော်သူတို့မိတ်နေနာခံရမယ်။သူတို့ခိုင်းတဲ့အတိုင်းနေလုံအောင်အတွက်ပေါ့နော်။ဒီကျွန်တော်ပြောတဲ့ဒီအဲဒီအပြူဆိုင်လူသားချင်းစာနာထောက်တောင်းမှုဥပဒေတွေလူမျိုးဟာမျိုးတွေမလေးစားမလိုက်နိုင်ဘူး။ အဲ့လိုမလေးစားမလိုက်နာဟိုမတင် जा ပေးဘူးပထမအဆင့်ပေါ့နော်မတင် जा ပေးလို့လဲအောက်ကလူတွေကမတီးဘူးမတီးတော့လိုက်နာမလိုက်နာဘူးပေါ့နော်မတီးလို့မလိုက်နာဘူးဆိုတော့တမျိုးလိုလည်းရှိရင်ရှိမယ်တချို့ထပ်ပန်းရအရာရှိတယ်ဆရာကြီးတွေပေါ့နော်အဲဒီမျိုးလူတွေကတီးတော့တီးတယ်အဲဒါပေမဲ့မပြောဘူးပေါ့နော်အောက်ကိုဆက်ပြီးမှပြန်ဝဲဘူးအဲ့ကြမှာသူတို့ခိုင်းလို့ရမှာ အဲ့လိုမျိုးတွေကြောင်းလဲဒါကူလက်ရှိအနေထားမှာပေါ့နော်ဒါပြည်တွင်းမှာဆိုရင်အပြည်ပြည်တွင်းမှာဆိုရှိတဲ့မြအိမ်နေမီမီရှုခန္ဓာလေးဟိုဟာဆေးရဆေးရုံတွေဆေးရုံတွေစတင်ကြောင်းတွေကိုဒါလေနဲ့ဘုံကျဲနေတာတွေမီရှုနေတာတွေအဲဒီလိုမျိုးဟာတွေကိုပေါ့နော်ဒီအကြမ်းစစ်တက်ကဒါရဲရဲဆက်ဆက်လုံနေရဆိုတဲ့အနေထားမျိုးတွေကိုတွေ့ရမှာပေါ့နော်ဟုတ်ကဲ့အဲ့တော့နောက်ဆုံးအနေနဲ့ဒီလိုမိကလေးမေ့ကျင်ပါတယ်ဟိုမေ့ကျင်တာကတော့အညီလေးပေါ့နော်အနာကက်မှာအညီလေးပါလေးဆက်လုပ်ဖို့စဉ်းစားထားပါလေကျွန်တော်နာကက်မှာဒီကပြည်သူ့ဘာသာပေးတဲ့အသက်မွေးလမ်းကြောင်းပညာလေးပေါ့နော် အဲဒီတင်နာလေးတွေလည်းကျွန်တော်တက်ချင်တယ်ဘောနော်ဘာလို့လဲကျွန်တော်ကဒီတက်ဖွဲ့နဲ့စစ်တပ်နဲ့လုံးဝမသက်ဆိုင်တော့ဘူးလို့ဘောနော်မသက်ဆိုင်တော့ဆိုတော့ကိုယ်အတက်မွေးလမ်းကြောင်းကိုကိုရသလောက်ပညာတွေကိုတည်ယူသွားမယ်တည်ယူသွားပြီးတော့ကိုဒီသားစုလေးနဲ့ဒီနောင်ကြပြီဆိုတော့ပြောပြောရှိရှိလေးဖြတ်တန်းသွားခြင်းတယ်ဘောနော်ဒီတော်လိုင်းကလာမှာလည်းပါတနေရာမှာတော့ပါဝင်ခြင်းပါတယ်ပါဝင်ခြင်းပဲဘယ်လိုနေရာမျိုးမှာပါဝင်လို့ရမလဲဘောနော်ဒီလိုအထက်လူကြီးတရားမှညွန်ကြားပြီးမှပဲကျွန်တော်ကစီစဉ်ပြီးတော့ပါဝင်လို့ရမှာဖြစ်ပါတယ်ဟုတ် ဟုတ်ကဲ့ပါခုလိုဖြစ်ကြပြီးတဲ့အတွက်ပြည်သူ့ဗဏ္ဍာရအထူးပဲကျေးဇူးတင်ရှိပါတယ်။ဟုတ်ကဲ့။ဟုတ်ကဲ့ကြီးစုနေတော့ပြည်သူများအားလုံးလည်းအပိကင်းကြမှာကြပါသေး။ဟုတ်ကဲ့ကျွန်တော်ပြည်သူ့ဗဏ္ဍာရကျွန်တော်ကောင်းသူဝင်ပါ